ကဲကလေးတို့ရေဒီတစ်ခါမှာတော့ပုံမြင်နေနားထောင်ရမှာမဟုတ်ဘဲနဲ့စိတ်ဝင်စားစရာကောင်းတဲ့ကတ်တော့ဇာတ်ကားတစ်ခုရဲ့အကြောင်းကိုနားထောင်ရမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကဒီကဘာကြီးကို၆လမ်းမို့တစ္ဆာဖောင်းမို့နဲ့အမဲလိုက်လို့စိတ်တွေကအုပ်စိုးခဲ့တာ။ကြောင်ရွတ်တဲ့တားကောင်းတဲ့လေးတွေနဲ့မထိန်ချုံနိုင်တဲ့စားလို့စိတ်ရှိတဲ့တားရဲတွေအဲ့ဒီလိုနှစ်ချမ်းကွဲနေတဲ့ကဘာကြီးပါ။ဒါပေမဲ့အချိန်ကာလကြာလာတဲ့အမျှ တို့တွေဟာတိုးတက်ပြောင်းလဲခဲ့ကြပြီးတော့အရင်ဆန်နဲ့အမှုအကျင့်တွေကိုကျော်လွန်ခဲ့ကြပါတယ်။အခုတော့ဒီကဘာမှာတားရဲတွေနဲ့တားခေါင်တွေဟာငြိမ်ချမ်းစွာအတူရှင်တွေနေထိုင်ကြပြီးဖြစ်ပါတယ်။အဲ့လိုခေတ်သစ်မျိုးတို့ရဲ့နာမည်ကတော့ဇူထိုပီယာပါဒီမျိုးမှာဆိုရင်ဘယ်သူမဆိုဘလို့တရဝမျိုးဖြစ်ဖြစ်သူတို့ဖြစ်ချင်တာကိုဖြစ်ခွင့်ရှိတယ်လို့အကြေညာထားခဲ့ပါတယ်အဲ့ဒီထဲမှာအိမ်မက်တစ်ခုရှိတယ်အသားကောင်ငယ်လေးတစ်ကောင်လည်းပါပါတယ်သူ့နာမည်ကတော့ဂျူဒီဟုစ်ပါ ။သူမရဲ့အိမ်မက်ကပို့ပြီးတော့ကြီးမပါဗျ။သူမဟာရဲအရာရှိတအုပ်ဖြစ်ချင်တာပါ။ဒါပေမဲ့သူမဟာရှုံမလေးပါ။သမိုင်းမှာရဲဖြစ်ခဲ့တဲ့ယုံတကောင်းမှမရှိဘူးပါဘူး။သူမရဲ့မိဘတွေဖြစ်တဲ့ Stoop နဲ့ Bonnie Hoop Stoop ကတော့ယုံနေအတွက်အကောင်းဆုံးအလုပ်ကမုံလာအုပ်ဆိုင်ပြုရေးလုပ်ငန်းပဲလို့ယုံကြည်ကြပါတယ်။ Andy ရှိတဲ့ Stoopia မျိုးကိုသူမသွားမှကိုလည်းစိုးရင်ကြပါတယ်။ဒါပေမဲ့ Judy ဟာလက်မခံပါဘူး။သူမရဲ့တက်တီကိုစမ်းတက်မဲ့ပထမဆုံးအဖြစ်ပြက်ကတော့မကြခင်မှာပဲရောက်လာခဲ့ပါတယ်။ ဒေတာရင်းမှာအနိုင်ကျင့်တတ်တဲ့မြေခွေးတကောင်ဖြစ်တဲ့ Guardian Grey ကတားကောင်ငယ်လေးတွေကိုစတင်နှောက်ယှက်ပါတယ်။ Judy ဟာတားစီဖို့ကြိုးစားပါတယ်။ Guardian ကသူမကိုမုံလအုပ်ဆိုင်တဲ့ယုံမမတ်မိုင်လေးလို့လောင်ပြောပြီးတော့သူမရဲ့မျက်နှာကိုလက်သက်နဲ့ကုတ်ချက်လိုက်ပါတယ်။ဒီကနားတဟာသူမအတွက်စိတ်သက်သာစရာပါဒါပေမဲ့အဲ့ဒီနာကျင်မှုကသူမရဲ့ဆုံးဖြတ်ချက်ကိုပို့ပြီးတော့ခိုင်မာစေခဲ့ပါတယ် သူမဟာဆူဒိုပီးယားကိုတွားပြီးတော့ဒီကမ္ဘာကိုပိုကောင်းတဲ့နေရာတစ်ခုဖြစ်အောင်လုပ်ပေးမယ်လို့တန်တိတ်တန်ချလိုက်ပါတော့တယ်။အဲ့လိုနဲ့အနှစ်တည်းအများကြီးကြာလာတဲ့အခါမှာဂျူဒီဟာရဲတင်တဲ့အကြောင်းကိုဝင်ခွင့်ရောက်ခဲ့ရပါတယ်။ တားရဲတွေကိုလေ့ကျင့်ပေးတဲ့လေ့ကျင့်ရမှုတွေနဲ့နှိုင်းယှဉ်ရင်သူမဟာအယံကိုမှတင်ငယ်လွန်လာပါတယ်။သူမရဲ့အားနည်းချက်တိုင်းကိုကြော်လွားနိုင်ဖို့မိမိရဲ့ကိုယ်ပိုင်တီထွင်ဖန်တီးမှုနဲ့လင်မြန်မှုစွဲတွေကိုအသုံးပြုခဲ့ပါတယ်။မဖြစ်နိုင်ဘူးလို့ပြောခဲ့တဲ့သူတွေကိုလည်းမှားကြောင်သက်သေပြခဲ့ပါတယ်။နောက်ဆုံးမှာတော့ Judy Hoops ကရဲတင်တဲ့အကြောင်းကနေပထမဆုံးနဲ့တဦးတည်းသောယုံရဲအရာရှိအဖြစ်ဂုံနုဆောင်ပွဲကိုရရှိခဲ့ပါတယ်။ဇီဒိုဘီယာကိုထွက်ခွာမသွားခင်မှာသူမရဲ့မိဘတွေဟာ မိခွေးနှိမ်နှင်းစေးတပုကိုသူမကိုပေးခဲ့ပါတယ်။မင်းရဲတယောက်ဖြစ်ချင်းမှာတော့ဒီလောက်တော့လိုအပ်မှာပေါ့ဆိုတဲ့တတိပေးစကားနဲ့အတူပေါ့။ဒါပေမဲ့သူမရဲ့စိတ်ထဲမှာတော့အိမ်မတကူတည်းရှိပါတယ်။သူမဟာအဲ့ဒီသူ့အမေတွေပေးလိုက်တဲ့မိခွေးနှိမ်နှင်းစေးပုကိုခဏပေးချိတ်ထားပြီးတော့ယထာပေါ်တက်လိုက်ပါတယ်။ပြီးတော့ဇူထိုးပီးယားမျိုးကြီးစီကိုခီးဆက်လိုက်ပါတယ်။ဇူထိုပီးယားမှာဘလို့အန်အောစီဟာရီနဲ့ကြိုးစုံနေမလဲ။သူမရဲ့အိမ်မက်တွေတကယ်ဖြစ်လားမလားဆိုတာကိုအပိုင်းနဲ့မှာဆက်ပြီးတော့အဆောင်ကြည့်လိုက်ပါအောင်။